မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့ဇလန်ကတော့အရေးရှိနေတတိပောင်းပြီးတော့မတိနာမလဲပဲနဲ့လူသူမဲတဲ့အိမ်ဟောင်းကိုသွားရောက်စိတ်ကောခဲ့တဲ့လူငယ်၃ယောက်ရဲ့အကြောင်းပါဗျ။ခါတလေကိုရဲ့ရရင်မူလို့ထင်တာရာဟာတကယ်တော့ကိုရဲ့အသက်ရရှာတာလည်းဖြစ်နိုင်ပါတယ်။တတိရှိတာနဲ့မတ်ယူရဲ့ဆန္ဒကဘယ်လောက်တောင်ကြွားချလဲဆိုတာကိုတင်ကန်းစာရရှိစေပါ ဖြစ်ပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းအစုံမှာတော့ကြောက်စရာအကောင်းဆုံးအရာဟာကျွန်တော်နောက်လိုက်လာတဲ့အရေးလားဒါမှမဟုတ်ကိုယ့်ရဲ့မိမ့်မဲမှုလားဆိုတော့ဘေးပေါ်ထုတ်နိုင်နိုင်မယ်လို့ယူကြည့်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဇာတ်လမ်းလေးကိုစာလိုက်ရအောင်ဗျာဇာတ်လမ်းလေးကိုစပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးဖို့ကျွန်တော်မျှတကြည့်ဆက်အပ်ပါတယ်ခင်ဗျာ ကျွန်တော်ကစိတ်ခေါ်မှုမှန်သမျှကိုဆေးရနေပြီးရင်ဆိုင်ရဲတဲ့သူပါဒီလိုစော့စားရတာကိုနဲ့တက်တာအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့အရင်းအမြစ်ဆုံးတင်ငယ်ချင်းတွေဖြစ်တဲ့သူရနဲ့ဇေယျတို့နဲ့တူခီးတွေထွက်လိရှိပါတယ်ဗျအဲ့ဒီလိုခီးတစ်ခုမှာပဲအကြသေးခင်ကကျွန်တော်တို့တော့ကြုံတွေ့ခဲ့ရတဲ့ထူးဆားပြီးစက်တီထောက်ဝယ်စရာအဖြစ်အပျက်တစ်ခုတည်းကိုရောက်ရှိသွားခဲ့ပါတယ်ဗျကျော်တို့တင်ငယ်ချင်းတွေဟာကြောင်းပြီးကစားအချို့ဆိုရင်ဝက်လက်မတော့မရသေးပါဘူးဗျတချို့ကလှုပ်တွေရသွားကြပါပြီကျွန်တော်နဲ့သူရဇေယျတို့ကတော့မဟာဝက်စက်တက်မလား ါမှမဟုတ်အလုပ်စောင့်ဝင်မလားဆိုတာကိုစဉ်းစားနေတော့မှာပဲဒါကြောင့်ကြောင်ပိတ်ချိန်မှာအချိန်မိုးတွေအများကြီးရှိနေကြတာပေါ့ကျွန်တော်တို့၃ရက်စလုံးကငယ်တီတီကနေလာကြတဲ့သူတွေဆိုတော့ဖွင့်နေတဲ့ပင်စီရင်ပြန်လာစရာမလိုအောင်တက်တုံနာကကိုတို့တိုက်ခံအောင်ပါပဲဆက်နေနေကြတော့ပါပဲဗျဒီလိုအချိန်အားပေမဲ့ချင်းကြီးမနေချင်ကြတာမို့လို့အာလတ်ကြီးတွေမှာအလုပ်လေးတွေလုပ်နေခဲ့ကြတာပါကျွန်တော်ရဲ့မိဘတွေကတော့ကျွန်တော်ဘဝဆုံးဖြတ်ချက်ကို၃လအတွင်းအထီးရှားဖို့အချိန်ပေးထားပါတယ်ကြောင်ပြချက်ခိုင်း င်းလုံးနာမရှိရင်အိမ်ပြန်ပြီးတော့မိသားစုလုပ်ငန်းကိုရမယ်တဲ့သူရနေစရာတော့ကျွန်တော်လောက်တာဝန်မရှိဘူးငွေရဲ့တန်ဖိုးတိကျတာသူ ို့လို့ကိုနိုင်ရှာတဲ့ပတ်စံတွေလုံးချင်ကြတာပါဒါပေမဲ့အဲ့ဒီချင်းကတက္ကသိုလ်ပရိရရှိနေတာတော့ကျော်တို့အလုံးလုံးနေတဲ့ဆိုင်တွေလည်းပြန်လိုက်ရပါတယ်အလုံးလက်မဲ့ဖြစ်သွားတဲ့အခါမှာတော့သူရကျွန်တော်အဲ့လိုပြောပါတယ်ခေကောင်တွေဒီညတော့ငါတို့တဝိုင်းဝိုင်းကြရအောင်ကွာမနေ့ပြန်ကိုနေကိုပြန်ကြမှာဆိုတော့ဒီနေ့နောက်ဆုံးညပေါ့ကွာငါမှပတ်စံသိမရှိတော့ဘူးကွာဒီနေ့စနေနေ့အိမ်ပြန်ဖို့ကားကားလေးမနေ့ဆုထားရတာကွာကျွန်တော်ကတော့ဘာမှမပြောသေးပါဘူးသူရကပတ်စံချိလိုက်ပြီးရင် ပြန်မဆက်တတ်တဲ့သူမျိုးကျွန်တော်တို့ကစိတ်မချဖြစ်နေရပါတယ် ရတယ်လေကွာငါကြည့်မယ်အဖေကအိမ်ပြန်စေးဆိုပြီးတော့လမ်းထက်ပြလိုက်တဲ့ပတ်ဆက်တွေနည်းနည်းပုံနေတာကွာ ျွန်တော်ဟာတန်တရာမြင့်လုံးနဲ့မဲ့ဖေပြေးလိုက်တဲ့ပက်ဆက်ကိုရက်ဖို့လုံးပါလားအိမ်ပြန်စရိတ်နော်သူရမင်းအဲ့ဒီပက်ဆက်နဲ့တောက်မဲဆိုရင်တော့ငါချီးမှာမဟုတ်ဘူးနော်ဘာကွာလာပါဒီတစ်ခါတော့ပြဿနာမရှိပါဘူးတောက်ဝဲချင်အောင်ဘာတွေတွေးမှုများလဲဟုတ်တယ်မိခက်စိတ်လပူပါနဲ့ဒီတစ်ခါတော့ငါတို့နည်းဆောက်ကြည့်ပေးပါမယ်မိခက်မင်းလေအမြင်မြန်လို့တော့ငါမှတော့ပိုက်ထရာမိတောက်လောက်နေပြီကျွန်တော်လည်းပြောမရမှန်းသိတော့ကိုတို့ကနေအရင်ဝယ်ဖို့ဆင်လာခဲ့ကြပါတယ်တကယ်တော့ကျွန်တော်ကအရင်ကိုတိတ်မတောက်ချင်ပေမဲ့လေသူတို့နှစ်ယောက်ရဲ့စိတ်အားထက်သန်မှုမလို့ ဆန်းချင်ပါဘူးဗျအရက်တွေဝယ်ပြီးတာနဲ့ကော်တို့အပေါ်ထက်ကိုတက်ပြီးတော့စားစရာတောက်စရာတွေအမြန်စီစဉ်ကြပါတယ်ဇေယျတော့ရုပ်ရှင်ကြည့်ဖို့ TV ဖွင့်ပါတယ်ညနေဆောင်အရက်ဆိုင်တွေဖွင့်တဲ့အချိန်ကနေပြီးတော့ကျွန်တော်တို့တောက်လိုက်တာစားလိုက်တာရေမော်ဝီပြောဆိုကြလိုက်တာနဲ့ဇက်ကားတွေဟာအကားဘီတကာထပ်ပြီးတော့ဖွင့်နေခဲ့ပါတယ်ဒုတိယကားကတော့စော့စားလိုစိတ်ရှိတဲ့လူငယ်အုပ်စုတစုကလူတူမဲတဲ့နေရာဝင်ကြည့်မိပြီးတော့သူစနဲ့အရာတွေနဲ့ကြုံတွေ့ရတဲ့ဇက်ကားကျွန်တော်တို့တော်တော်စလုံးစိတ်ဝင်စားနေငြိမ်ပြီးတော့ကြည့်နေမိကြပါတယ်တော်တော်လေးစိတ်လွ ုရှားဖို့ကောင်းတယ်လို့နည်းနည်းလေးချက်ချစရာကောင်းပါတယ်ဗျ။ဟာကွာတကယ်စိတ်လုရှားဖို့ကောင်းတယ်ငါတို့လည်းအဲ့လိုမျိုးစမ်းကြည့်ချင်းနဲ့ကွာ။ကျွန်တော်ကနေယူကြည့်လိုက်တဲ့ချိန်မှာညနေကောင်ကြုံနေပါပြီ။သူရရဲ့အကြံကိုကျွန်တော်မထောက်ခံပေးမဲ့နဲ့အေးရှင်ကြောင့်ငိန်နေမိပါတယ်။ဇေယားကတော့ချစ်ချင်းပဲကောင်းကြီးခဲ့ပါတယ်။တကယ်ဆန်းရဲလို့လားသူရ။ငါတော့ရင်ခုန်လာပြီ။ဘာလဲမိကလည်းမရဲဘူးလား။သူရရဲ့စကားကြောင့်ကျွန်တော်လည်းတွေးဆလာပါ အရေးရဲ့အစိမ်းကလည်းပါနေတော့ကိုကိုကိုယုံကြည်မှုတွေအတိဖြစ်နေခဲ့ပါတယ်။ရဲစမ်းရဲတယ်ကွာအဲ့ဒီစိမ်းနဲ့ကားတော်ဆွဲပြီးတော့ကျွန်တော်ယူလိုက်ပါတယ်။ကျွန်တော်တို့သွားတဲ့နေရာဟာတက္ကသိုလ်မြန်တိတ်မဝေးနဲ့လူသူပြက်တဲ့အိမ်ဟောင်းတွေရှိရအောင်ရောက်သွားခဲ့ကြပါတယ်။အဲ့ဒီနေရာနဲ့ပတ်သက်တဲ့တရေပုံရှင်တွေကိုကျွန်တော်တခြားလူတွေရှိရနေနဲ့အတန်မြင့်ပေါ်အနေကြာဖို့တော့ကြာပါပြီ။ညအချိန်ကိုပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ပြီးတော့ထူးဆန်းနေပါအိမ်ဟာကြီးရဲ့မြစ်ပေတွေရှီထွက်နေတဲ့ဆောက်လက်ဆအိမ်ဟောင်းကြီးတွေပါပဲ။ဟဲ့ကောင်မင်းကငါတို့ဘာလုပ်ကြမှာလဲ။ဝင်ကြည့်ရမှာလား။ ာလည်းဘာလို့ရမှမသိဘူးဇေယရဲ့ကောင်းမှန်းပြီးတော့ရောက်လာတာပဲရှိသေးတယ်ဒီနာကနောက်တနေရသွားကြည့်အောင်လေကွာအဲ့ဒီနေရပူကြောက်စရာကောင်းတယ်လို့ငါငါနိုင်စရာကြားဘူးတယ်လမ်းမိတ်ထဲမှာရှိတယ်မင်းခတ်မင်းကောင်းမောင်းလိုက်တော့ကျွန်တော်ကကောင်းမောင်းသူ့ကိုဘာမှမတွေးတော့ပဲနေသူရပြောတဲ့လမ်းတိုင်းကိုဆက်မောင်းသွားပါအိမ်မျိုးမှာ၄နှစ်နေခဲ့ပြီမြေဒီလိုနေရကိုမရောက်ဘူးတော့အံ့ဩစရာပါပဲဒုတိယနေရလူနေအိမ်ရင်းနဲ့နှီးပေမဲ့ရှုပ်ထွေးတဲ့လမ်းကြားမှာရှိနေပြီးတော့လမ်းပိတ်အိမ်အဟောင်းဖြစ်နေခဲ့ပါတယ်ကျွန်တော်ကကောင်းအမြန်ထွက်လို့ရအောင်နောက်ပြန်လဲပြီးတော့ လမ်းပေါ်ရှေ့ထုတ်ထားလိုက်ပါတယ်။ကာရက်တာနဲ့သူရချစ်ချင်းဆိုသလိုပဲတကားဖွဲ့ပြီးတော့ဆင်းသွားပါတယ်။ကျွန်တော်နဲ့ဇေယားလည်းနောက်ကနေပြီးတော့အမြန်လိုက်ဆင်းလာရပါတယ်။အဲဒီအိမ်ကောင်ကပိုပြီးတော့ချောက်ချစရာကောင်းနေခဲ့ပါတယ်။ဘေးနှစ်ဖက်မှာမြစ်ပင်တွေကပိုရှိထွက်နေလို့ပိုပြီးတော့ချောက်စရာကောင်းပါတယ်ဗျ။အဲဒီအချိန်မှာပဲသူရအိမ်ထဲကိုတန်းဝင်ပြီးစမ်းမြင်ရအရာဝတ္ထုတစ်ခုကန့်ထောက်ကအော်ခဲ့လိုက်ပါတယ်။ ခေကောင်မင်းတို့တကယ်ရှိရင်ထွက်လာပြီးတော့ပြဿန်းွာဘယ်မှာဘာလို့ပုံနေရတာလဲတသိမရှိဘူးလားကျွန်တော်ရင်းနေထိတ်ခနေဖြစ်သွားပါတယ်ကောင်ဟိုတော့ခတ်ဖို့တော့မင်းလိုက်ကြုံပါပဲအေးအရှိဖက်ကမြင့်ပင်တွေနေရနီးလူကြီးတစ်ဖြောက်ခနေဖြစ်သွားတာကိုကျွန်တော်မြင်လိုက်ရပါတယ်အေးချိန်မှာပဲကျွန်တော်ရဲ့နှလုံးခုန်ကညံလာခဲ့ပါတယ်ခေကောင်သူရတော်တော်လေးကွာမင်းဘာလို့ရှောက်အောင်နေရလဲတိတ်ဆန်း ဒါပေမဲ့သူရနားမထောင်ပဲနဲ့အရင်ရှိတဲ့တတိကိုအပြစ်သုံးပြီးတော့ဆက်អော်ခဲ့ပါတယ်။ပြပြဇာမလို့တသက်လို့တစ်ခါမှမြင်ဘူးသေးဘူးရဲရဲသာရင်ဆန်လိုက်ပါမင်းတို့ကောင်းကြီးကျတော့တားဖို့ပြင်နေတော့မှပဲကျတော့နဲ့သူရတို့နောက်ကျော်ဖဲကနေရုပ်တရက်အတန်တရန်ကိုကြားလိုက်ရပါတယ်။အေးတန်ဟာဖြည်းဖြည်းချင်းမြင်လာပါတယ်။ကျောင်းလုံးနေရစလောလှုပ်ရှားမှုရက်ပြီးတော့လက်ကြည့်မိလိုက်ပါတယ်။ဇေယျာခေါင်းငုပ်ပြီးတော့ရက်နေခဲ့ပါတယ်။ သူ့ကိုယ်လုံးကလည်းတဆက်ဆက်တုန်နေပြီးတော့ခေါင်းငုံထားရင်ဟာနေသူ့ရဲ့ရင်ထဲပို့ပြီးတော့ကျဉ်လောင်လာပါတယ်ဇေယမင်းမင်းဘာလို့ရင်ညာလဲကွာဘာဖြစ်တာလဲသူရတော့ဘာကိုမှမကြောက်တဲ့ဟန်ဇေယစီကိုဆောက်သွားပါတယ်ခက်ကောင်ဇေယမင်းဘာလို့ဖြစ်ညာလဲဇေယကောင်းမောလိုက်ပြီးရဲ့ညနာဖြူဖြော့နေပါ သူ့ရဲ့မျိုးလုံးမျိုးကလည်းလက်စိတ်တယောက်ကိုကြည့်နေခဲ့ပြီးတော့အတန်ကျဲကျဲနဲ့អော်လိုက်ပါတယ်။ငါကမင်းတို့တကယ်ချင်းမဟုတ်ဘူး။ကျွန်တော်တို့အဲ့ဒီစကားကိုကြားလိုက်တာနဲ့ကျွန်တော်ရဲ့အရေးချိန်တွေကလုံးဝပျောက်ကွယ်သွားပါ ချက်ကနဲ့အိမ်ထဲကနေပြေးထွက်လိုက်ပါတယ်သူရကလည်းကျွန်တော်နောက်ကနေအသက်လူပြီးတော့လိုက်ပြေးလာခဲ့ပါတယ်အိမ်ပြည့်ဖက်ကားရှိကိုရောက်တဲ့အခါမှာဇေယျာကားရှိမှာမျက်နှာဖြူဖြော့ပြီးတော့ရန်နေတာကိုတွေ့လိုက်ရပါတယ်ခုနတည်းကအိမ်ထဲကလူနေတပုံစံတဲပါပဲမေခန်ကားကိုအမြန်မောင်းအမြန်မောင်းအမြန်သွားကြရအောင်ကျွန်တော်လက်တွေတဆက်ဆက်နဲ့တုံငင်ခဲ့ပြီးမယ်ကားတော့အမြန်ထိတ်ပြီးတော့ဆင်းနုံလိုက်ပါတယ် ကားမောင်းထွက်လာပြီးတော့တိတ်မွေးခင်ပါပဲစိတ်တည်ငြိမ်ထားပြီးတော့ကားကိုရမ်းလိုက်ပါတယ်ကားဘေးဘက်ကနေခောက်တံတစ်ခုကိုကြားလိုက်ရလို့လဲကြည့်လိုက်တော့သူရနေစရာတော့ကျွန်တော်ပြုံးပြုံးနဲ့ရည်နေကြပါသူတို့မျက်နှာတွေကလည်းအယောင်မက်နေပါတယ်ခက်ကောင်ကမင်းတို့ကဘာဖြစ်ကြတာလဲဘာဖြစ်တာလဲနောက်ထပ်ခောက်တံတစ်ခုထက်ကြရပါတော့နောက်ဘက်ကိုလဲကြည့်လိုက်တော့ကားတကားမှန်တူနဲ့ထုနေတဲ့သူရနေစရာကိုတွေးလိုက်ရပါတယ်သူတို့ကကျွန်တော်မျက်လုံးပြူးပြူးနဲ့ကြည့်ပြီးတော့ ကားနေထွက်ခဲ့ကားနေချက်ချက်ထွက်ခဲ့တော်ကားထွက်ပဲပြန်လှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ချစ်ချင်ပဲကားတကားကိုဖွင့်ပြီးကားပေါ်ကနေဆင်းလိုက်ပါတယ်ဘူးထောက်ပြီးမြင်းမြင်းကိုထိုင်ချမိလိုက်ပါတယ်အဲ့ဒီလိုဖြစ်ဖြစ်ကိုတက်တက်လုံးလုံးဝမကြုံဘူးပါဘူးကျောင်းလန်နေကြနဲ့ကျွန်တော်မောပန်းနေပါတယ်ရေရှင်ကြီးကလည်းအဲ့ဒီအချိန်မှာလုံးဝပျောက်ဆုံးသွားပါပြီသူရနေစရာလည်းကျွန်တော်လိုပဲကြောက်ရွံ့တလုံးနေကြပြီးတော့ဘေးမှာထိုင်ချလိုက်ပါကြောက်ရွံ့တဲ့ခံစားခြင်းနဲ့တရားဟုတ်တရားကြည့်နေမိကြပါတယ်ခဏကြာမှ အဲ့ဒီကျေးရရဲ့ကျေးရဆောင်ရဲတယောက်ကမိမမိနဲ့စစ်မိတော့ပြီးတော့လမ်းလျှောက်လာပါတယ်ဟဲ့လူငယ်တွေ ဒီလိုညနေတကောက်ကြီးမှာဘာတွေလာလို့နေကြတာလဲကျွန်တော်တို့တော့ပြောစလို့ချစ်ချင်းထိုင်ရလိုက်ကြပါတယ်ဘာမှမလုပ်ပါဘူးဦးလေးရဲ့ကောင်းမောင်ရင်ပင်မလို့ခဏနားနေတာပါဟုတ်ပါတယ်ဗျာစိတ်မပူပါနဲ့ကျွန်တော်တို့တငယ်ချင်းတွေပါတခုခုခိုးဖို့လာတာများလားဒီအိမ်ဟောင်းတွေကပိုင်စီထားရနော်တတိထားကျွန်တော်တို့တော့ပြောစလို့ချစ်ချင်းညင်းပယ်ပြီးတော့ကားပေါ်အမြန်တက်လိုက်ကြပါတယ်ကျွန်တော်လည်းစိတ်ကိုထိန်းချုပ်ပြီးတော့ကားစစ်လို့စူးစမ်းနေတော့မှာပဲ ကြီးရဆောင်ရဲကသူရထိုင်တဲ့ဘက်ကကားမန်ကိုခောက်ပါတယ်သူရလည်းအမြန်မှန်ချပေးလိုက်ပါတယ်ဒီညနင်းတို့တော့ကန်ကောင်းနေမှာပါနောက်တစ်ခါဒီလိုတက်သည့်ဆန်းရင်ဖျားတော့ကဲနိုင်တော့မှာမဟုတ်ဘူးနော်အဲ့လိုပြောပြီးတာနဲ့ကြီးရဆောင်ရဲကလက်ထွက်သွားပါတယ်ကျော်တော်တော်စတာသူသွားတဲ့ဘက်ကိုကြည့်နေမိပါကြီးရဆောင်ရဲသွားတဲ့လမ်းမှာဘယ်သူမှမရှိတော့ပါဘူးသူရနဲ့ဇေယျတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးကြောက်လက်တကြားနဲ့တိတ်ဆိတ်သွားခဲ့ကြပါတယ် ားရဲ့နေလုံးတွေဟာပြူးကျဲနေပါတယ်။ဟဲ့ကောင်မင်း तू तू ဘလို့လို့မြင်မြန်ပြောက်သွားလဲ။ကျော်လေဘာမှမပြောတော့ဘဲနဲ့အဲ့ဒီနေရာကအများဆုံးမောင်းထွက်လာခဲ့ပါတယ်။ကိုလိုပြန်ရောက်တော့တော့ရောက်စလို့ပင်ပန်းလို့လို့ချက်ချင်းဆိုလိုပဲအိပ်ပြုံသွားခဲ့ကြပါတယ်။မနေ့၅နေ့ကျော်လောက်မှကျွန်တော်ပူလို့နိုးလာခဲ့ပါတယ်။ဖုန်းကြည့်လိုက်တော့မနေ့လက်ခံနေနေပါပြီ။တိုက်ခမ်းမီးတွေကလည်းပြစ်နေခဲ့ပါတယ်။ရေချိုးပြီးတော့အပြစ်ထွက်စားစရာဝယ်ဖို့ပြင်ဆင်နေတုန်းမှပဲဂါးကြည့်မှန်ကိုကြည့်လိုက်ပါတယ်။အပြစ်ဘက်မှာဈေးရရက်နေတာကိုတွေ့လိုက်ရပါတယ်။တန်တရာစိတ်နဲ့တကားကိုဖွဲ့ ပေးလိုက်ပါရဲ့မင်းတို့ဘာလို့ငါ့ကိုစုပ်ပိတ်ပြီးတော့ထားခဲ့ကြရလဲဘယ်လိုသွားကြရလဲသူကတကားကိုတုံးဝင်လာပါတယ်ကျွန်တော်ကိုတန်တေးရမျက်လုံးနဲ့ကြည့်နေမိပါတယ်ဟန်ဆောင်နေရလားစားနောက်နေရလားတော့ကျွန်တော်မသိပါဘူး ဟဲ့အောင်ဇေယျမင်းဘာတွေဖြစ်နေရလဲကွာငါတို့တူတူပဲကော်လိုပြန်လာခဲ့ကြလေပုတ်လာကျော်တို့အတန်တွေကျန်လောင်လာတော့သူရနိုးလာပြီးတော့ခန်းထဲကနေပြီးတော့ထွက်လာတာမေးပါတယ်ခက်ကောင်မင်းတို့ဘာလို့ရန်တွေဖြစ်နေကြရလဲမနစ်စောစောစီစီမှာဇေယျထက်ပြီးတော့အတန်ကျဲကျဲနဲ့စူညံနေပါတယ်ကျွန်တော်စပြီးတော့သဘောပေါက်လာပါဇေယျပြောနေတာမှန်ကောင်းမှန်နိုင်ပါတယ်မင်းညာဖြစ်ဖြစ်တွေကတော်တော်လေးကိုထူးဆန်းနေကြရဟုတ်ကျော်တို့တော့ဆိုလို့ကော်လိုရဲ့လုံခြုံရေးကင်မရာကိုသွားကြည့်တော့ကျွန်တော်နေသူရနေရောက်တဲ့တာပြန်ရောက်လာတာကိုအသိပြုနိုင်ခဲ့ပါတယ်ကျော်တို့ကားပေါ်တင်လာ နေဇေယျလူမဟုတ်ခဲ့ပါဘူးတကယ်အမှန်တရားကိုဇေယျပြောပြတာတော့ကျွန်တော်အဲ့တဟောင်းကနေထွက်ပြေးလာတဲ့အခါမှာသူ့ကိုမဆောက်ပဲနဲ့ကာမောင်ထွက်သွားခဲ့ပါတယ်တဲ့သူရကလည်းသူ့နောက်ကနေလိုက်ပြေးလာခဲ့ရပါတယ်ဇေယျကနောက်ကနေလိုက်ပြေးလာပြီမဲ့ကျွန်တော်ရဲ့ကာအောင်မတွေ့တော့တဲ့ဒီလမ်းလဲပြီးတော့မတူညီတဲ့လမ်းကိုရောက်သွားခဲ့ပါတယ်ကာပေါ်မှာဖုံးကြံခဲ့လို့စက်တယ်လို့မရခဲ့ပါဘူးဇေယျအဲ့မောင်မဲနေတဲ့ကြေးရထဲကနေမနစ်မိုးလင်းခါနေမှမော်တော်ဆိုင်ကယ်တစ်စီးနဲ့ဘေကင်းကင်းနဲ့အကုန်လုံးပြန်ရောက်လာခဲ့တာတဲ့ကျွန်တော်နဲ့သူရကတော့ သူမှမသိတဲ့အရာကိုတို့စီခေါ်လာခဲ့ကြတာလေအဲ့ဒီနေရာစားပြီးတော့ကျွန်တော်တို့သလောက်ကကိုတို့ရှေ့ရဘုရားရုပ်ထုကိုဝယ်ပြီးတော့ပူဇော်ကြပါတယ်ခန်းထဲမှာလည်းပူဇော်မှုတွေပြုလုပ်ကြပါတယ်ဒါပေမဲ့တိတ်ပြီးတော့အကူအညီမဖြစ်ပါဘူးကျွန်တော်တို့အားလုံးအဲ့ဒီခန်းစောခွာဖို့နဲ့ကိုယ့်အိမ်ကိုပြန်ဖို့ဇုံဖြတ်လိုက်ကြပါတယ်ဒီလိုကျောက်ဆရာကောင်းတဲ့တွေ့ကြုံခြံထားခဲ့ပြီးခက်ခါလာတာမကောင်းပေမဲ့ခန်းပိုင်ရှင်အတင်းကတော့ကျွန်တော်တို့လိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ကျွန်တော်ဆုတောင်းပေးနေပါတယ်ဗျအဲ့ဒီဖြစ်ဖြစ်တွေ့ပြီးမှကျွန်တော်ရဲ့ဘဝနေထိုင်မှုပုံစံလုံးဝပြောင်းလဲသွားခဲ့ပါ ဲဆိုင်မှုတွေတက်တီအလို့ချောပြမှုတွေကိုရွှေ့ချလိုက်ပါတယ်ကိုကိုတိုင်ကလည်းတွေးမိပါတယ်အဲ့ဒီတော့ကနှလုံးရောဂါသာရှိနေခဲ့မယ်ဆိုရင်အချိန်ကြီးချောင်းလက်ခံရပြီးတော့လက်ဖြက်သေးဆုပ်သွားနိုင်တာပါပဲလို့ကျွန်တော်တွေးနေမိပါတယ်ယနေ့အချိန်ထိကျော်တို့ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့တွေးကြုံတွေကတကယ်ဟုတ်ရဲ့လားဆိုတော့မင်းကောထုတ်နေသေးပါပဲဒါပေမဲ့ထပ်ပြီးစမ်းသပ်စစ်ဆေးဖို့တော့ကျွန်တော်လုံးဝမရေတော့ပါဘူးဒီစကြေတွေ့တော့လုံလောက်ခဲ့ပါပြီဗျ ဒီဇလန်ကိုဖြောဖြေးမှုအနေနဲ့သာနားထောင်ပေးစေချင်ပါတယ်ဗျ။ယုံချင်ယုံမယုံချင်နေပါဒါပေမဲ့ကိုယ်တိုင်စမ်းသပ်စစ်ဆေးမှုစဉ်းစားထားရင်တော့ခင်ဗျားထင်ထားတာဖြစ်ပိုးပြီးတော့အန္တရာယ်များပါတယ်။ပိုးပြီးတော့ကြောက်စရာကောင်းပါတယ်လို့ကျွန်တော်ပြောပြရစီညာ။ကဲပြိတ္တကြီးရေဒီနေ့ကျွန်တော်ပြောပြပေးသွားတဲ့ဇာတ်လမ်းနားထောင်ပြီးရဲ့ခါမှာကျွန်တော်မင်းကွန်တစ်ခုမင်းပြရစေဗျအဲ့ဒီမင်းကွန်တွေကတော့အဲ့ညာကကျွန်တော်တုံးတော့ကျုပ်တွေးခဲ့ရတဲ့အရာတွေထဲမှာကျုပ်เสียအကောင်လို့ရတာကဘာလဲလို့မိတ်ဆွေတို့ထင်ပါလေဗျလူမဟုတ်တဲ့အရေးလာဒါမှမဟုတ်အရေးရ ချိန်နဲ့လမ်းမိုးထားတဲ့ကျွန်တော်တို့ရဲ့မိုက်မဲမှုလားအိဇလန်ကနေကိုဘွားတွေဘယ်လိုသင်ခန်းစာမျိုးရရှိခဲ့ပါလဲနောက်တစ်ခါဒီလိုစိတ်ခေါ်မှုမျိုးကြုံတွေ့လာရင်စစ်စစ်မသွားပဲရလိုက်ဖို့ဆုံးဖြတ်နိုင်ပါမလားဆိုတာကိုကျွန်တော်ကောမင်ပေါင်းမှာဖြေပေးသွားကြပါဦးနော်မိတ်ဆွေတို့ရဲ့ဘဝမှာလမ်းခရီးမှာဘယ်တော့မှမတ်ယူရဲ့စက်တက်တီကိုအသုံးမပြုဘဲတတိပင်းလိုက်ပေးရစီခင်ဗျာဒီဇလန်ကိုအဆုံးအဖြတ်ကြီးစုပေးကြတဲ့ဒီတစ်ယောက်ချင်းစီတန်းကိုကျွန်တော်ငြင်းတယ် ကျေးဇူးတင်ပြီးပြီပါဗျကျွန်တော်ရဲ့ channel လေးဟာကြောက်စရာကောင်းတဲ့ဇာတ်လမ်းများအပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့တင်းငွေနေနေတိုင်းမှာတင်ဆက်ပေးနေတာမို့လို့ channel ကို subscribe လုပ်ရတဲ့ရင်လုပ်ပေးသွားကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာပိတ်တကြီးအားလုံးလည်းစိတ်ရင်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ